ရွာတရွာမှာမိမတယောက်ကလူကုန်ကူးလို့ရွာရဲ့သမီးပြိုကလေးတွေကိုလာပြီးတော့ခေါ်နေပြီးဟိုဘက်ကန်းရောက်လို့ရှိရင်တလကိုလာက၅သိန်းရမယ်ဘယ်လိုဝတ်ရမှာဘယ်လိုစားရမှာဆိုင်ကြီးတွေမှာလုံးလုံးရမှာမိဘကိုလာစဉ်၃သိန်းပို့နိုင်တယ်နေချင်းညချင်းချမ်းသာသွားလိမ့်မယ်ပြောတယ်မစားရဝကမန်းအဲ့ဒီမှာ မိန်ကလေး၃ယောက်ကလိုက်မယ်လိုက်မိတို့၃ယောက်ထဲတော့နည်းသေးတယ်၁၀ယောက်လောက်လိုချင်တယ်မိတို့ငွေချင်းနေပြောမလီတိန်တဆင်းလိုက်ပြော၅ယောက်ရပြီနှုတ်တော့၃ယောက်လောက်စီုံတော့9ယောက်ရပြီဟာပါကုန်ပြီ၁၀ယောက်မရသေးလို့အဲ့ဒါဟိုဘက်ကန်းရောက်ရင်ဒုက္ခရောက်တော့မင်းကျွန်တော်ကမြဝတီကိုသွားဟောရတော့ အဲ့ဒီလိုပဲမိန်းကလေးမော်တော်ကားနဲ့တင်းတင်းလာတယ်။ရှင်လေးစရာကောင်းလိုက်တာစကတ်ကလေးတွေနဲ့ဘောင်းမီတိုလေးတွေနဲ့ပြန်လို့ဝတ်လို့ဆင်းလို့မြူလို့ပြောရလို့ပြောနေလိုက်ကြတာဒုက္ခရောက်ခါဤကလေးမှာပြောနေကြတာတရားဘော်ကမကူရဘူးချောင်းကိုဖြတ်ရတယ်သူတို့ချောင်းထဲမှာအများကြီးဖြတ်နေကြတယ် ချောင်းတစ်ဖက်ကန်းကိုရောက်တာနဲ့ဒီကသွားတော့ငါတော့တရွာတည်းက9ရောက်ပေါ့ချောင်းကိုပဲရောက်တာနဲ့သူ့လူနဲ့သူခွဲ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 သွားလိုက်တာဟိုဘက်ကျတော့ပြန်ส่งมาပေါ့လို့ပြောတယ်တသက်လုံးမส่งတော့ပါဘူးမส่งတော့ပါဘူးချောချောလာလာမိန်းကလေးကအဲ့ဒီတော်ထဲမှာနေအရင်ဆုံးအပြိုကြီးပြက်ရှာပါတယ်ပြက်ရှာပါတယ်ကျန်တဲ့မိန်းကလေးတွေကဟိုဘက်မှာပြည့်တစားတန်းမှာရောင်းစားပါတယ် တယောက်တလေအသက်စွန်ပြီးတော့ထွက်ပြေးမိလို့ကတော့သေကောင်ပေါင်းလဲနှိမ့်ဆက်ခံရတယ်။ကံကောင်းလို့လွတ်သွားတဲ့ကလေးမကရဲကိုတိုင်းထိုင်းရဲနဲ့မြန်မာရဲနဲ့ဆက် operation လုပ်ပြီးတော့အဲ့ဒီနေရာတွေဝင်စီးရတယ်။အဲ့တော့မြန်မာမင်းကလေးတွေအဲ့လိုနီးနဲ့ပြန် ပြန်ကယ်ရတယ်။ကယ်လို့ကိုရကိုပြန်ရောက်တော့ဒီကလေးတွေမှာ HIV ပိုးတွေပါလာပါပြီ။ကိုရွာကအပြစ်မဲ့တဲ့ ရွာသားကလေးတွေနဲ့အိမ်အောင်ကြဟိုကောင်နေရင်ထိုင်ရင်နဲ့အိတ်ချိန်ပြီးရရငါနဲ့မဆိုင်ဘူးလို့ကြိမနေကြပါနဲ့တရွာလုံးနဲ့ဆိုင်နေအဲ့ဒီရွာမှာစာဖတ်တဲ့လူငယ်တယောက်သာရှိကြည့်အဲ့ဒီမိမခမရဖေရပါလို့ဖို့လို့ဒီကလေးတွေခေါ်မှာခမရမှာမှတ်ပုံတင်ပါသလားလာရွာလူကြီးအိမ်လိုက်ခဲ့ ဲ့ဒီလိုပြောမဲ့လူငယ်တယောက်တွေ့ပြီဆိုတာနဲ့အဲ့ဒီမိမကျက်ပြောက်ငှက်ပြောက်ပျောက်သွားပါလိမ့်မယ်ကျွန်တော်တို့တွေပါလုံးကဘာမှမသိရွာလူကြီးတွေလည်းကြိတ်နေတယ်မသိဘူးမသိဘူးရင်လေးစရာဘလောက်များကောင်းလိုက်တလဲစာဖတ်ရင်ဒီလိုမခံရဘူးစာမဖတ်ရင်အလိန်ညာမျိုးမျိုးခံရစာဆိုမျိုးမျိုးဖတ်